မေရိကန်သမ္မတဒေါ်နယ်ထရန့်ကမြန်မာနိုင်ငံအပါအဝင်၁၂နိုင်ငံမှနိုင်ငံသားများကိုအမေရိကန်သို့ခရီးသွားလာခွင့်ပိတ်တဲ့အမိန့်ကိုလက်မှတ်ရေးထိုးခဲ့ကြောင်းအင်ဗျူရောကဇွန်လ၄ရက်တွင်ထုတ်ပြန်ခဲ့ပါတယ်။ကော်လိုရာဒိုပြည်နယ်မှာဂျူးဆန္ဒပြပွဲကိုကဗူးတက်ကမီးလောင်စေသောလက်နက်အဖြစ်အသုံးပြုသောတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းကြောင့်အခုအစီအမံကိုချမှတ်လိုက်ခြင်းဖြစ်တယ်လို့ထရန့်ကပြောကြားခဲ့ပါတယ်။ ကော်လိုရာဒိုဆန္ဒပြပွဲကိုတိုက်ခိုက်ခဲ့တဲ့အမျိုးသားမှာအမေရိကန်နိုင်ငံကိုတရားမဝင်ဝင်ရောက်လာသူဖြစ်တယ်လို့အမေရိကန်အာဏာပိုင်များကပြောကြားခဲ့ပါတယ်။ကြီးသွားလာမှုပိတ်ပင်ချက်အသစ်တွေအမေရိကန်ပြည်ထောင်စုကပိတ်ပင်သောနိုင်ငံများမှာအာဖဂန်နစ္စတန်၊မြန်မာ၊ချက်၊ကွန်ဒိုသမရနိုင်ငံ၊အီကွေတိုရီယယ်ဂီနီ၊အီရီထရီးယား၊ဟေတီ၊အီရန်၊လီဗျား ဆိုမာလီယာဆူဒန်ဂျီမင်တို့ဖြစ်ပါတယ်ထရန့်ကဘူရွန်ဒီကျူဘာလာအိုဆီယာလီဂွန်တိုဂိုတာမင်နစ္စတန်ဗင်နီဇွဲလားတို့မှခီးသွားများကိုတစ်စိတ်တစ်ပိုင်းပြိပမှုကိုလည်းချမှတ်ခဲ့ပါတယ်ရဲနိုင်ငံတို့မှယာယီအလုပ်ဗီဇာအချို့ကိုမူခွင့်ပြုမှာဖြစ်တယ်လို့သိရပါတယ်ပြိပမှုများသည်ဇွန်လ9ရက်တွင်စတင်အကျုံးဝင်မယ်လို့အင်ဖျူရာကပြောကြားခဲ့ပါတယ်မကြာသေးမီကကိုရိုနာပြည်နယ်ဘူတာကအကြမ်းဖက်တိုက်ခိုက်မှုဟာတည်တည်ကြာကြာဆီစစ်တာမျိုးမရှိပဲကျွန်တော်တို့ရဲ့နိုင်ငံတွေကိုဝင်လာတဲ့ပြည်ပနိုင်ငံသားတွေဝင်လာတာကြောင့်ကြုံရတဲ့အဆုံးရောက်အနေရကိုမိမောင်းထူပြနေပါတယ်လို့သမ္မတရုံးကပြောကြားတယ်ဗီ ီယို message တွင် Trump ကပြောကြားခဲ့ပြီးအဆိုပါဗီဒီယိုကို X တွင်ပို့တင်ခဲ့ပါတယ်။ကျွန်တော်တို့ကသူတို့ကိုအလိုမရှိပါဘူးလို့ Trump ကပြောကြားခဲ့ပါတယ်။ပြည်ပမှုတွေအမေရိကန်ပြည်ထောင်စုကနေဒါမက္ကဆီကိုတို့နဲ့ပူးရဲအင်ရှင်လုတ်တဲ့2026ကမ္ဘာဖလားပြိုင်ပွဲတွင်ပါဝင်ရှင်းပြိုင်ကစားကြမယ်။အားသာသမားများကိုတက်ရောက်စေမှာမဟုတ်တယ်လို့2028လော့အင်ဂျလီအိုလံပစ်ပြိုင်ပွဲအားသာသမားများကိုလည်းတက်ရောက်မှာမဟုတ်ဘူးလို့ Trump ၏အမိန့်တွင်ဖော်ပြထားပါတယ်။